ကချင်ပြည်ကိုလာတော့တကယ်စော်ရဲ့နော်ဟေးကချင်ပြည်ကိုလာတော့တကယ်စော်ရဲ့နော်မိုက်တယ်နော်ရဟလားကချင်ပြည်မှာတေကုန်ပြီပါတေကုန်ပြီကချင်ပြည်ကိုလာတော့တကယ်ပြင်မယ်နော်ဟာဟုတ်တယ်ဟုတ်တယ်ပါအဲ့ကချင်ပြည်ဘာလို့ရှောက်ပြောနေတာလဲမင်း လက်ချင်းနဲ့မတင်ဒုက္ခဒုက္ခညာလူကတဲ့ငိမ့်ငိမ့်နေသေးဘူးခွင့်တူညီမြအဝါရဖြူစင်ခဲ့ပြီဘာဖြူစင်ရမှာဘာဖြူစင်ရမှာမဖြူစင်ခဲ့ပြီဟာဘာလို့လဲဘာခွင့်တူညီမြဝါရငါလည်းကွာငွေတော့ငါတို့စုတဲ့ဥစ္စာတွေခုနကအကြောင်းကစုသွားတာလေအခက်ကျဆက်ကြီးနေအဲ့ဒါလို့ငါနားရရောက်လို့ငါစုပြီးတော့ခွင့်တူညီမြဝါရဖြူစင်ခဲ့ပြီ တို့ပြီတို့မြည်အဲအဲ့အလိုလေးပါဘာမှလည်းခွင့်မတူတော့အဘတို့ကပဲဒီခွင့်ခွင့်တူကလူတန်းစားတယ်ဩအခွင့်တူကလူတန်းစားငါတို့တွေကအဲ့တို့မအောင်ဆရာကြီးတော့ပြည်သူကြတော့နင်းပြလို့မျိုးဖိလာတာဘာမှလည်းခွင့်တူခွင့်တူညီမဟိုမှလည်းခွင့်တူညီဟုတ်ကဲ့ပါကျွန်တော်မလိမ္မာတာရှိတယ်ကျွန်တော်စုံမနော်ဆရာဆရာကျွန်တော်ကျွန်တော်ဣနာတာပါလာလို့တာလေဆရာမတင်းလာပြောတာလေပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှိသေးတယ်ဟုတ်ကဲ့နောက်ပြီးတော့ပါလဲဝါရဖြူစင်နေမြည်အဲအဲ့ဝါရဘယ်ဝါရဖြူစင်လို့လဲအပါတော့စစ်တပ်ဟောကျွန်တော်တို့ဝါရမဟုတ်ဘူးခင်ဗျာ ဝါရဝါရအော်ဝါရဝါရဝါရတော့ရတယ်ဝါရဝါရတော့မဖြူစင်နိုင်ဘူးဟုတ်ကဲ့လောက်ကလေးတွေကိုလေနဲ့ဘုံကျဲနေမှာတော့ဘယ်ဝါရဖြူစင်အောင်အိုးမပြောပါနဲ့တော့နိုင်ငံတကာလည်းတိသွားပါပြီငါတို့ဘက်ကလော်ဘီတွေကလည်းမပြီးမရှိနဲ့ပြောနေတာအော်ဒီကြားထဲမှာဟုတ်ကောင်ဘယ်လိုလဲအိုးကိုကောင်ပါလေဟိုကြော်ဆုံးစုတဲ့ကောင်ပြောသေးတယ်ပါလေအတွဲလာရည်တဲ့ဒီဘက်ကနေပြီးတော့ ပြန်တက်မယ်တဲ့သူကလည်းပြောတယ်ဒီကောင်လည်းချင်းချောင်းနေတယ်ငါတို့အားကိုးနဲ့ချင်းချောင်းနေတယ်ဟာကွာဟုတ်တယ်တက်ပြီးတော့လည်းမပြောချင်တော့ဘူးတွဲလိုက်တက်တာရှိရဲ့ဗျတဒင်းကြရုံနဲ့သေးထွက်ကြမတဲ့ကြောက်ကုန်တာဗျ ဘလူဘလူတွေလည်းဘောက်ပြောသားမှာဘာလို့ကြမ်းမဆက်တက်လေဘလူတွေရမှာလဲဟာအေးအေးဟဲ့ဆိုရင်အေးအေးဝင်လာပြီလို့လည်းသတင်းကြောက်ရော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 သူတို့တွေမကောက်ကောက်အေးအေးဆိုတော့ငါငကြောကစိတ်နေလို့မင်းတို့ငါပြောပြီးသွားပြီလေဟုတ်တယ်ဗျအဲ့မှာအင်ကဘူမျိုးတဲ့ကိုအေးအေးရလာပြီဆိုတဲ့သတင်းလည်းကြောက်အဲ့အင်ကဘူမျိုးတဲ့ကိုလေးချောင်းတိုက်ခိုင်းလို့၁၈ကြိမ်ပြုတ်လုပ်တယ်ဟာတော်ပြီကွာဒီအဲ့ဒါကြီးငါပြောပဲငါတက်ချုပ်ကြီးကိုငါတခါပြောဘူးပါတယ်တက်ချုပ်ကြီးအဲ့လိုမျိုးဟိုနာဘုံကျဲဒီနာဘုံကျဲမလုံးနဲ့။ဟုတ်။လုံးရင်လည်းထိတိမိမိလေးလုံး။ နာမည်ပြက်မဲ့သူမထူးဘူးမထူးဘူးတစ်ချိန်နဲ့ဘယ်နေရာလဲအုံးဆိုထူးလဲငါပြောရှင်းလဲနော်အဲ့ခြောက်လုံးတော့ထူးလိုက်မယ်ဆိုတော့သူ့ရေကူးကန်နဲ့တင်းနဲ့ကိုင်းနဲ့အခုလုံးမဟုတ်ဘူးလေကွာခြောက်လုံးတော့ထူးစီရလားမဟုတ်လေအဖပြည်သူတွေဘုံကျဲနေမပြီးဘူးအဲ့ဒီကိုဘုံကျဲလိုက်မှပြီးမှာအဲ့ဒီကိုဘုံကျဲလိုက်မှအဲ့ဒါကငါပြောနေတာဟုတ်နောက်ပြအဲ့အင်္ဂဘူမြို့တဲ့အတွင်းမှာလဲဝင်ပေါက်ထွက်ပေါက်လမ်းကြောင်းတွေအကုန်လုံးအဲ့မြို့ရင်းလုံးလုံးကြီးတင်းကျက်နေတယ်လို့သိရတယ်ဗျအဲ့ဒီအင်္ဂဘူမြို့တဲ့ကိုဝင်ဆိုပဲရှိတယ်ထွက်ဆိုမရှိဘူးတော့ပေါ့လားထွက်ဆိုမရှိဘူးထွက်ဆိုမရှိဘူးဟုတ်ဟုတ်ရှင်းမှလဲအလင်းဝင်ကုန်ပြီဗျ ထွက်သွားပြီထွက်သွားပြီထွက်ဆိုးရှိတယ်ဘယ်ကနေဘလို့ထွက်သွားလဲငါဒီမှာဝင်စိုးပဲရှိတယ်ထွက်ဆိုးမရှိဘူးလို့ငါပြောတယ်ဘယ်ကနေဘလို့သူတို့ထွက်သွားတာလဲအဲ့ချင်းမိနဲ့ဟာခါမျိုးပေါ်မှာတာဝန်ကျနေတယ်အဘတို့အကြမ်းဖက်စစ်သားနှစ်ဦးဟာတဲ့နောက်ပြီးတော့အဲ့နှစ်ဦးရဲ့နောက်ပြီးတော့ရဲတယောက်ရဲ့အဲ့အဘတို့အကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်ပြီးတော့ပြည်သူတော်လိုင်းရေးတက်ဖွဲ့တာလင်းဝင်သွားတယ်ပါအော်ပြီးတော့သူတို့ကိုင်းတဲ့လက်နက်တွေပါပါသွားတော့ပါသူတို့ကိုင်းတဲ့လက်နက်တွေပါယူပြီးတော့လင်းဝင်သွားတာအေးဒီလူတွေကအမြင်မှန်ရွာရပြီကွာဟုတ်တယ်ဟုတ်တယ်ပါနောက်ပြီးတော့အဲ့ ဟာခါမျိုးမှာလဲဒီတာဝန်ကျနေတဲ့ကျမ်းပတ်စစ်သားတဦးကိုအရှင်ဖမ်းခံရတယ်ဗျ။ဟောအရှင်ဖမ်းခံရတယ်လို့ဟာခါစီဒီအက်ကကြေညာတာဗျ။ဟောအဲ့လောက်ကြီးပဲလား။အဲ့လောက်ကြီးအဲ့လောက်ကြီးပဲဗျ။ဟုတ်ကောလေလက်တွဲနေတာပေါ့ဟုတ်တယ်ဟုတ်တယ်တော်လိုင်းတပွဲနေတယ်ဒီ PDF ကြီးကလက်တွဲလက်တွဲနေတယ်တွတ်တယ်တွတ်တယ်ဟာ ရှိသေးတယ်ဗျဘာလို့အတိအရမပေါ်တာဆွဲထားတဲ့စစ်မှုတန်းနေအယာမင်းကလည်းလုတ်ပြန်ပြီကွာပေါ်တာဆွဲတာမဟုတ်ပေါ်တင်ဆွဲနေတာဟုတ်တယ်လေဗျပေါ်တာမဟုတ်တော့ပေါ်တာလုံးကောင်းလာမပြောနဲ့တော့ပေါ်တင်ဘာလို့ပေါ်တင်ဆွဲခဲ့တဲ့လူတွေတခါတည်းပြောတော့ဟုတ်ဟုတ်ဘာလို့အတိအရမပေါ်တင်ဆွဲခဲ့တဲ့စစ်မှုတန်းနေအလကားနေမိသားပင်ဖြစ်ကုန်ပြီဗျမကြီးမရတဲ့ဘဝမှာမြေစာပြီးဖြစ်သွားကြရတယ်ကွာဟုတ်တယ်လေပါအမတို့မြန်မာနိုင်ငံတဝန်းမှာစစ်မှုတန်းအပတ်စဉ်တဆယ်ရတင်ထန်းစင်းတက်တာတက်ရှစ်ရကျော် အမတို့ဂျမစစ်ကောင်စီကရခိုင်ဘက်ကိုပို့လိုက်တယ်ရခိုင်စစ်မြေမျိုးပို့လိုက်အာကလေးတွေရေဘောကမရေရတော့ဘူးမြေစာပင်ဖြစ်ပြီဒီကလေးတွေကနေပြီးတော့ဒီစစ်ဝတ်စုံကြီးဝတ်ပြီးဆိုတာနဲ့တေဝါရောက်တော့မှလေဟုတ်တယ်ဟုတ်တယ်ပါအဲ့ရခိုင်ရှေ့တန်းကိုပို့ဆောင်ခံရတဲ့တပ်သားတစ်တွေကသူတို့ကသူတို့ကိုအဲ့ ကြမ်းမစစ်ကောင်စီကနေပြီးတော့ဒီရှေ့တန်းကိုဘယ်ပို့မယ်ဆိုတာလုံးဝကြိုတင်တတိပေးတာဟုတ်လား။အော်ကလေးတွေရဲ့ဘဝသူတို့ရဲ့မိဘတွေဘလောက်မှရင်နာဖို့ကောင်းမလဲကွာ။အဲ့ဒါဟိုတက်ချုပ်ကြီးကိုငါကသိစေချင်တာသိစေချင်တာ။ဟုတ်အဲ့ရှေ့တန်းရောက်မှာပဲအေအေနဲ့တိုက်ရမယ်ဆိုတော့သူတို့ကသိရတယ်ဗျ။ဒါပြီးအဲ့မှာအေအေနဲ့တိုက်ရမယ်တက်သားတွေကလည်းတက်သားအစ်တွေပေါ့နော်။အဲ့တက်သားအစ်တွေကလည်းဒီမိဘရွှေမျိုးထံတွေကိုဆက်သွယ်ပြုလုပ်ပြီးအလင်းဝင်နိုင်မဲ့လမ်းကြောင်းတွေဖုန်းနံပါတ်တွေကိုအဲ့ဆက်သွယ်ဖို့ဆက်သွယ်ဖို့လိုက်နေတယ်ဗျ။ နောက်ပြီးတော့အဲ့အတိရှိရင်လည်းသူတို့အတိလာပြီးတော့ပေးဖို့အကြောင်းကြားနေရပါ။အော်။ဟုတ်နေမှာ။အဲ့ဒါကိုတက်ချုပ်ကြည့်ရတိတယ်တက်ချုပ်ကတိတော့ဒီကောင်လေးတွေကိုဖုံးမကင်ကိုင်းတော့ဘူးသူတို့ဖုံးတွေအကုန်သိမ်းလိုက်ပြီ။ငါကွာဒီကလေးတွေစားငါလည်းတနာပါတယ်ကွာတက်ချုပ်ကအဲ့လောက်ကြီးမလုံးတင်ဘူးလေကွာ။ဟုတ်ဟုတ်ဒါမှမဟုတ်အလင်းဝင်သွားတာကောင်းပါတယ်သူအသက်မသေးတော့ဘူး။เออบาไปเปียวกว่าคลีดิกว่าคลีดิเนี่ยนกูเนี่ยอเมนมันยะနေတယ်လူတွေလေဟုတ်တယ်ဟုတ်တယ်คลีดิเมียนๆအလင်းဝင်ပါစေ အန်ဒီရဲကနေပြီးတော့ကင်းရှင်းပါတယ်ငါဒီလိုပဲငါဆူတောင်းပေးလိမ့်မယ်ပါဘာလို့လဲဆိုတော့ငါပြည့်စည်စင်တာဘာလို့လဲဆိုတော့တက်ချုပ်ကဒီလိုပုံစံတိုင်းနဲ့သူကမိုက်တွင်းနဲ့နေပြီးစင်ငန်းတော်တော်လုံနေပြီးခွေးမီကောင်ကြည်တော့ဆုလုံနေပြီးညီမကြီးကအမောင်ကြနေတော့မှာအမောင်ကြနေအောင်မှာပဲအဘတော်နားလဲနော်ဗျအဲ့တက်ချုပ်ကနားမလဲဘာတေချာပြန်ပြောပြဦးလားပြောငါသမင်းစားပြီးကြီးတဲ့လူတခါခါကြရင်ငါလဲသူ့ရဲ့နိုင်ခွင့်ငါရှိမှရှိနေလို့ ငါလေးကုတ်နေရတာဟောအဲ့လိုမျိုးဗာငဲနိုင်မော့အေးဒီမှာဗာနောက်တစ်ရင်တစ်ခုရှိသေးတယ်ဗာ ခေါင်းကြီးတော့ဘာတွေမျောလင်းနေတာလဲတဲ့။အော်ခေါင်းကြီးတော့ဘာတွေမျောလင်းတက်ချုပ်ကဘာတွေမျောလင်းနေမင်းလည်းသိတယ်လေကွာ။ဒီမြန်မာနိုင်ငံကြီးကသူအုပ်ချုပ်နေတာလေကွာ။သူဘယင်လုံးနေတာလေကွာ။ဘာမှမမျောလင်းနဲ့မျောလင်းလို့ရတာကျိုးစင်တစ်ခုပဲရှိတော့တယ်တဲ့။အေးတက်ချုပ်တော့ကျိုးစင်ပဲကျန်တော့တယ်လှလှပပလေးတက်သွား။ဟာတက်လို့မရဘူးလေ။ဟုတ်တယ်လေပါ။ဟာဘာလို့ကျမစစ်ကောင်ကြီးကထုတ်ပြန်လာတဲ့ဒီပေါ့နော်။အဘလို့အတင်းအားမလုံးမယ်ဆိုတဲ့ဒီရေကောက်ွယ်မတိုင်မီ။ဆုံးရှုံးလာတဲ့မြို့ပြောင်ပြန်လဲတိမ့်ပိုက်ရေနည်းမြေစိုးမိုးရေအတွက်အထိုးစစ်စင်ရေပေါ့နော်။ ပြီးတော့လေကြောင်းတိုက်ခိုက်မှုအတွက်တော့နေပြီးတော့စေယုံမှာအဲတက်ချုပ်ကြီးဥဆောင်ပြီးတော့ဒီစီရင်ဆိုင်ရာအစည်းအဝေးပွဲတွေစက်တိုက်လှုပ်ဆောင်နေတယ်တဲ့ဗျအေးဒီပုံစံတိုင်းဆိုငါသိတယ်ကွာကြံတဲ့ဒီပါတီခုနှစ်ခုကလည်းအဲသူတို့လည်းဥစ္စာလုံးတော့မှကြောက်လို့သာသူတို့လည်းဝင်ပြီးတော့သူတို့လည်းရွေးခံမှာပေါ့နော်သူလည်းမဲရမှာလည်းမဟုတ်ဘူးပြီးတော့ငါတို့လည်းမဲရမှာလည်းမဟုတ်ဘူးဒါပေမဲ့တက်ချုပ်ကသူကအရန်တားနေတဲ့ဂျန်တဲ့လူတွေကသူတည်တဲ့လူတွေအကုန်လုံး အဲအကုန်လုံးကမဲတွေသူကယူထားတယ်။ဘာပြော तू ကအမှန်တကယ်တကယ်မဲလိမ့်တာ तू လိမ့်နေတာ။ဟုတ်တယ်လေ။ तू လိမ့်မှာ။တိတယ်ဗျ။ဒီက तू လိမ့်မှာ။ပြောစရာမလိုတိတယ်။အင်းတိတယ်။ယူကပွဲလဲပြန်လောက်မယ်တဲ့။အဘဆိုတဲ့သချင်းလိုပေါ့။ရလိမ့်မယ်လို့မထင်နဲ့။ရလိမ့်မယ်လို့မထင်နဲ့။အဲ့လိုလွမ်းလျက်တာဆိုအမောတာဖတ်တင်အဲအမောတာဖတ်တင်ွားမယ်တချုံပြီးရပြီးရပါမရဘူးမရဘူးမရဘူး။အဘအဘကျွန်တော်တခုမေးချင်ရှိတယ်ဗျ။အဘသွေးကြောကိုဖျက်လိုက်ရင်ဘာဖြစ်မလဲဗျ။အင်း သွေးကြောပြန်သွေးတွေပန်းတော့လာမှာပေါ့သွေးအသွေးတွေမှထားပြီးတက်သေးသွားမှာသေသွားမှာပေါ့ဟုတ်တယ်ပါဒီလိုပဲပါကြီးဖာတီတို့ကအဘတို့ရဲ့သွေးကြောတွေကိုတစ်ခုချင်းစီဖြတ်နေဟာရရရမပြတ်ခိုင်းနဲ့တော့ရောက်ဖာတီတို့လည်းမလာခိုင်းနဲ့ငါစိမ့်ုံနဲ့ငါမတက်ချင်ဘူးငါပဲငါအေးဆေးလေးနေမယ်လေငါဘာရောကမှမရှိဘူးငါသွေးကြောလာဖြတ်ပြအကြောင်းမရှိဘူးအဘရဲ့ခန္ဓာကိုယ်ရဲ့သွေးကြောမဟုတ်အဘတို့အကြမ်းဖက်စစ်ကောင်စီရဲ့သွေးကြောဩမတို့ရဲ့ပင်မသွေးကြောတွေဟုတ်တယ်ဟုတ်တယ်ပါစစ်ကူပေးမယ်စစ်ကူပို့မယ်ပင်မသွေးကြောတွေဟုတ်တယ်ဟုတ်တယ်ကုံသွဲလေးရလုံးမယ်ပုံမသွေး ပြမသွေးကြော်တွေဟုတ်တယ်အဲ့ဒါတို့ဖြတ်တော့ပါဟုတ်တယ်ပါဟုတ်တယ်ပါဟာဘာဒီကအဲ့လောက်ကြီးပဲလားကျန်းနေပြီလားအဲ့လောက်ကြီးကျန်းနေပြီပါအဘတို့အကြက်ဖက်စစ်ကောင်စီရဲ့ဝင်းငွေလမ်းဖြစ်တဲ့ဒီနေဆက်ကုံတဲ့ရေးအသက်သွေးကြော်တွေထိုင်းမြန်မာနေဆက်ကတခြားရှိတယ်ဗောနော်အဲ့တက်စခန်းတွေကိုကျန်ယူရနေရောတက်ခိုက်သိမ့်ပိုက်လိုက်ပြီတဲ့အပါအဲ့ဒီတက်ခိုက်သိမ့်ပိုက်မှုပါလေမြို့ကြီးတွေတက်ခိုက်သိမ့်ပိုက်မှုထက်ပုံမှုအေးပါတယ်လို့ ရေးပါတဲ့အခြေအနေဖြစ်နေတယ်လို့ပြောတယ်ဗျ။တော်ပြီအပါတော်ပြီ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 ။အပါအပါအပါဆိုတော့တိရွှေ့ကြတာလေ။အော်မဟုတ်ဘူးလေကွာ။အမေဒိတ်တော်ပြီဆိုတဲ့ဥစ္စာကိုပြောတာလေ။ဟာမင်းကတမျိုးကွာ။တိရွှေ့ကြီးကိုတတာလားလို့။အော်တိရွှေ့ကြီးကိုတလို့မရဘူး။ခုတိရွှေ့ကြီးလည်းခုဂျင်းနဲ့ချက်တည်းရောက်နေပြီ။ဟုတ်တယ်ဟုတ်တယ်။နော်ဟိုအနေပြီးတော့ဒေါ်နထွက်ကနေပြီးတော့အပီကိုကင်နေပြီ။ဟောနော်တရုတ်ရဲ့ဒီဟိုလုပ်ငန်းတွေစက်ယုံတွေအကုန်လုံးလည်းတော်တော်များများအပိတ်ခံရပြီ။ပြီးတော့နောက်တစ်ခုဒီတရုတ်ရဲ့မြို့တစ်မြို့ဖြစ်တဲ့ ဒီအပီပီဆိုင်ရာလေးစိတ်ကြီးမှလည်းတရဲ6မှတောင်ကြောက်ရတယ်ဘယ်သူမှလည်းမလာတော့ဘယ်သူမှလည်းမသွားတော့ဘူးပိတ်လိုက်ပြီလုံးပိတ်လိုက်ပြီပိတ်တော့မပိတ်သေးဘူးရှိသေးတယ်ရှိသေးတယ်တရဲ6မှတောင်ကြောက်တယ်ဒီအပီပီဆိုင်ရာလေးငွေးဆိုတာကွာမင်းချက်ပြံမကြလူတွေရှိရမယ်ဥစ္စာဟုတ်တယ်ဟုတ်တယ်အခုမရှိတော့ဘူးရှိတော့ဘူးတရုတ်လက်ကူဂျင်းနဲ့ချက်ထဲရောက်နေပြီဒါပေမဲ့တခုတော့ရှိတယ်တကမာလုံးကတရုတ်ပစ္စည်းတရုတ်ပစ္စည်းတရုတ်ပစ္စည်းတို့တုံးနေတာဘယ်လိုလုံးမလဲဒေါ်လာထွက်ဘယ်လိုကစားမလဲတောင်းတာသိချင်တာ ကစားလို့မရဘူးပါဘာဖြစ်လို့လဲဆိုတော့ဗားတရုတ်ကြီးကိုအဘားတို့ကအားကိုးနေအခုနောက်ခုနောက်ခုနောက်ပြောသလိုပေါ့အဘားတော်မှတရုတ်ကြီးတော်မှသူ့ဟာနဲ့သူလှုပ်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 ဖြစ်နေတာအဲ့တော့အဘားတို့ကတရုတ်ကြီးကိုသွားပြီးအားကိုးနေတယ်ဆိုတော့အဘားတို့လက်ချင်းကြီးမကောင်းဘူးတော့ဗားမင်းကပြောပြမယ်အခုရုရှားနဲ့ယူကရိန်းတရုတ်နဲ့အမေရိကန်တတိယကမ္ဘာစစ်ကိုဖော်ဆောင်မဟုတ်ဘူးနော်အဲ့တော့တတိယကမ္ဘာစစ်ကိုဖော်ဆောင်တာဒါရုပ်ပြပဲရှိတယ်တကယ်တကယ်တတိယကမ္ဘာစစ်ကိုဖော်ဆောင်မှာ ငါတို့အခုကနေဒါတို့ဘာလို့ရှိတယ်ငါတို့ရေခဲရေခဲပြည်ကြီးအဲရေခဲပြည်ကြီးအောက်မှာရေနံတွေရှိတယ်တဘာဝတွင်းထွက်ပစ္စည်းတွေရှိတယ်အဲ့ဒါတွေကိုအကုန်လုံးမျက်စိကြနေတာမျက်စိကြနေတော့ကနေဒါလည်းမျက်စိကြတယ်အကုန်လုံးနိုင်ငံပေါင်းစုနဲ့ဒီဘက်ကဥစ္စာပါလေရုရှားကလည်းမျက်စိကြတယ်အကုန်လုံးနဲ့နိုင်ငံတွေနဲ့ဆက်ဆက်နေတာအမေရိကန်လည်းမျက်စိသွားကြနေတယ်အဲ့ဒါကြီးကိုလူကြမှာအဲ့ဒါမှာတတိယကမ္ဘာစစ်ဖြစ်မှာမှတ်ထား တတိယကဘာဆီကဖြစ်အောင်မလာပါ။အော်ဖြစ်တာမဖြစ်တာတော့မသိဘူးလေ။တို့အဲ့ဒါကိုဝေလူများလို့တို့ကယူလိုက်တော့ကိစ္စမရှိဘူးလေ။ तू ပိုင်တဲ့တည်းမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေယူရင်ကိစ္စမရှိဘူး။အဲ့ဒါမှမဟုတ်ဘူးလို့အမေရိကန်တွေတော့အကုန်လုံးကတော့ယူမယ်လို့လုံးရင်တတိယကဘာဆီဖြစ်ပြီးရုရှားကယူမယ်ဆိုရင်တတိယကဘာဆီဖြစ်ပြီးတတိယကဘာဆီကအဲ့ဒါကိုပေါ်ဆောင်တော့မှာမှတ်ထား။အဲ့ဒါကြောင့်ပြောတာအဖတက်ချုပ်ယူတတိပေးလိုက်အောင်။ အဲ့သူအားကိုးနေတဲ့ပထွေးတွေအဲ့တရုတ်တို့ရုရှားတို့ဆိုတာဒီဘက်ကိုအာယုံမဆိုင်နိုင်ဘူးကိုဘက်ကိုအာယုံဆိုင်နေတယ်လို့ပြောပြလိုက်ဒါပဲနားလည်အောင်ပြောပြလိုက်အောင်နော်ဒီဘက်သားကွာမင်းကိုမုံပြောလိမ့်မယ်ကွာတက်ချုပ်ကြီးကနေရောအောက်လက်ငယ်သားတွေကိုအယိုးရင်းနေပေးပြီးတော့သူ့စီးပွားမပြတ်ဖို့သူ့တို့မိသားစု ီချမ်းသာမှုကိုရိုးရင်းပေးပြီးတော့စစ်တိုက်ခိုင်းနေတယ်လို့မျိုးပဲရုရှားနဲ့တရုတ်ကလည်းတက်ချုပ်ပြီးကိုရိုးရင်းပေးပြီးတော့သူ့ကိုနှက်ထားတာ तू မသိဘူးဟုတ်တယ်ဟုတ်တယ်ပါအားနားလဲအောင်ပြောပြလိုက်အောင်ပါအော်ငါပြောပြပြီးသွားပြီမာကြီးခေါ်ကလည်းလက်ခံတယ်သူတယောက်တည်းလက်မခံတာလက်မခံရင်တခုခံရမယ်လို့မဟုတ်ဘူးလေလက်မခံရင်ငါတို့ဒီဘက်ကဘန်းလေးတွေပါလေးတွေရှိတယ်ကွာအဲ့ဘန်းလေးပါလေးတိတိကျကျကျနန်းနာလေးအဲ့အားလေးပါလက်မခံကျွန်တော်အသေးခံခိုင်းမှုဩ तू ကတော့ဥစ္စာလုံးဝမဟုတ်ဘူးလောလောဆယ်ရတော့ဟုတ်ကဲ့ပါ ကချင်ကြီးကိုလာတော့တကယ်စော်ရဲ့နော်ဟေးကချင်ကြီးကိုလာတော့တကယ်စော်ရဲ့နော်မိုက်တယ်နော်ရဟလားကချင်ကြီးမှာတေကုန်ပြီပါတေကုန်ပြီကချင်ကြီးကိုလာတော့တကယ်တင်မယ်နော်ဟာဟုတ်တယ်ဟုတ်တယ်ဗျအဲ့ကချင်ကြီးမင်းရှောက်ပြောနေတာလေမင်းကချင်ကြီးနဲ့ဒီဖားကန့်နဲ့နန်းရကမိုင်းလမ်းပိုင်းမှာရှိတယ်ဘာလို့တရာဦးညီနောင်ပေါ့နော်တရာဦးတရာညီနောင်မှာရှိတယ်ဘာလို့အဲ့ဒီမှာတိုက်ပွဲတွေပြင်းထန်တယ်ဘာလို့ကျမ်းပဲစစ်ကောင်စီတက်နေတော်လိုင်းတက်ပွဲတွေနဲ့တိုက်ပွဲတွေပြင်းထန်တယ် အဲအဲ့ဒါကျွန်တော်တို့ဘက်ကနေပြီးတော့ထိခိုက်တိုက်စုံမှုများပြပြီးလက်နက်ခဲရန်တွေလည်းသိသိခံရတာများတယ်ပါ။အာကွာအဲ့ဒါအဲ့ဒါကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲ။နည်းနည်းလေးဂရုစိုက်အောင်လို့အဲ့ဘက်ကတော့ငါတို့တွေဒီဘက်ကကြောက်စိမ့်နှင်းရှိတယ်ဆိုကြောက်စိမ့်နေရှိတယ်ဆိုတော့တွားပြီးတော့မလုံးနဲ့နော်။ရှိရခမင်းတို့ကိုပဲမြင်နေနောက်ကဝင်းတို့ကိုတတိထားလို့ပြောလိုက်နော်ဟုတ်ကဲ့အေးဒီမှာလည်းအဲ့လိုမျိုးပဲတတိထားမှနေထားရောက်နေဘာဖြစ်လို့လဲဆိုတော့ဗာမဆိုင်တဲ့နေရာမှာတက်သွားဆွဲတာအခုတော့သေပြီပေါ့ဗာအော် ဘယ်လိုလေလဲအဘတို့ဂျမစစ်တက်လေဒီမှာသခိုင်းတိုင်းအဲဘုဒ္ဓလင်မျိုးအထာကအကြောင်းအတွင်းမှာတက်ဆွဲထားတယ်အဘတို့ဂျမစစ်ကောင်းကြီးတက်အဲ့တက်ကိုတော်လိုက်တော့ဖွဲ့ရဝင်ရောက်တိုက်ခိုက်တာကျွန်တော်ဘက်ကထိခိုက်သေးဆုံးမှုများတယ်အေးကောင်းတယ်ကောင်းတယ်ကောင်းတယ်တက်ဆွဲလို့ဆိုတော့အင်းစင်းလေးဒီလူမသိသူမသိလေးတက်ဆွဲလေတက်ဆွဲတော့လူလဲတိလဲဒီပေါ့တော်လိုက်တက်ဖွဲ့ဝင်နေတဲ့ PDF ကြီးကတက်ဖြဲပလိုက်တာပြီးရောပေါ့ပြီးရောပါပြီးရောအာအဲ့ဒါဒီဒီခါတော့အဘကျွန်တော်တို့ဘက်ကတော့အခိုင်မာပဲဗျဒါပဲအခိုင်မာရှိရမယ်ဂရုချွေးနေပါလိတူးရမယ် အဲ့ဂရုတ်ကျွင်းကလည်းကိုယ်တည်လို့မဖြစ်ရဘူးဂရုတ်ကျွင်းနေဘန်ဂါဒီဆောက်အောင်မယ်အဲ့ဒီဘန်ဂါဒီကလည်းကိုယ်မြေမြုပ်တဲ့အဆောက်အဦအပြည့်တွေမဖြစ်စေရဘူးအကုန်လုံးခိုင်မာနေငါတို့ဆောက်အောင်မယ်သဘောပေါက်လားဒီကားတော့ကျွန်တော်တို့ကစစ်ကြောင်းထိုးတာပါဟုတ်ပြီဟုတ်ပြီအဲ့ဒီတကြတေချာတင်နာပေးတဲ့အသေးကန်ကွန်မရိုတက်သားတွေပါ ဒါပဲဖေကုံမျိုးကျွန်တော်စစ်ကြောင်ထိုးခိုင်းထားတယ်ဒါပဲဟုတ်ပြီဟုတ်ပြီအခြေအနေလေးဘာတူလဲဟုတ်တယ်ရမလဲဘာရဲ့တိတယ်မလားကိုမနိုတက်သားဆိုတော့ထိတ်ဆုံးကနေပြီးတော့တက်သွားတာပါဒါဝင်ဘာပြောကောင်းမလဲထိတ်ကနေကာကနေကာကနေပဲသေးတာကိုကောင်နေသေးတာမလားဟဲ့ကျွန်တော်တို့ကကိုမနိုတွေလေငါတို့ဘက်ကသေးတာကိုမန်ဒိုအယောင်စောင့်နာကြတာပေါ့ဟုတ်တယ်ကြောင်မိကိုမန်ဒိုတို့လည်းပြောသေးတယ်ဒီကွာဟုတ်တယ်လေကာကနေကာကနေပြေးတယ်ဆိုတော့ ဟိုဘက်ကလူတွေအဲ့လောက်တည်းလက်ဖြောင်းတာဟာဟိုဘက်ကပြစ်လိုက်လို့ရှိရင်ဗျပျောက်စီလိမ့်လို့မရအောင်တော့ဒီစံဖြစ်ရင်အော်ဟိုဘက်ကဖြောင်းတယ်ပြစ်တယ်ပတ်သက်မှန်တော်ဘူးပျောက်စီလိမ့်လို့မရအောင်မရအောင်လိမ့်လို့မရအောင်ကားကနေကားကနေအော်ဟုတ်ပြီ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 အဲ့ဖဲကုံမျိုးအရှိတ်ဘက်မှာတိုက်ပွဲအတွင်းမှာဗါလို့ဂျမ်ဘက်စစ်ကောင်စီကဒေတာအသေးခံကုမရိုကုမရိုမျိုးအသုံးပြုပြီးစစ်ကြောင်းထိုးနေတယ်တဲ့ဟာအဲ့ညောင်ရွှေမျိုးနဲ့အဲ့ရေဘူးကြီးရွာဘက်ကိုလည်းခြိတက်လာခဲ့တယ်ဗါလို့ဂျမ်ဘက်စစ်ကောင်စီတက်နဲ့ PNO ပြည်သူ့စစ်ပူပေါင်းတက်ကိုလည်းတော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်တာအဲ့ကျွန်တော်တို့ဘက်က18ရောက် ကြော်သိဆုံးပြီးတော့၃ရောက်အရှင်ဖန်းခံလာရတယ်ဗျ။တော်ပြီကွာ။ဖဲကူမအမေလေးဆိုပြီးတော့တကယ်ကြုံခဲ့ရတာငါတို့ဘက်ကတက်သားတွေ။ဟုတ်တယ်ဗျ။နော်အခဲမကြည့်ပဲတကယ်သိခဲ့ရတာ။ဟုတ်တယ်ဟုတ်တယ်ဗျ။ဟာကွာဘယ်လိုလုပ်ကြမလဲ။ဟုတ်တယ်ဒီမှာရှိသေးတယ်ရှိသေးတယ်ဗျ။သွေးကြွေးမှာဆွေးနေကြမရှိဘူးဆိုတဲ့ဟာလာပြီဗျ။အိုးလာပြီလာပြီလာပြီ။အမတို့ဒီကျောင်းသားအယောက်20ကျော်ပြစ်တက်ခဲ့တယ်အမတို့ကျမစစ်ကောင်စီကဒီအိုရင်းကွင်းရွာပေါ့နော်။အိုရင်းကွင်းရွာစာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်မှု ဲ့တိုက်ခိုက်မှုကိုလက်တုပ်ပြန်တဲ့အနေနဲ့ဒီဘကိုးတိုင်းတောင်ကူမြို့နယ်မှာရှိတဲ့ဒီလေရက်စခန်းကိုတော်လိုင်းတက်တွေက short တိုက် drone နေနဲ့ပစ်တယ်ဗျ။အော်ဟဲ့ဟဲ့အဲ့ဒါအဲ့ဒါငါငါတိပြီးွားပြီခုဘာလို့ခု go down တွေဘာတွေရောဒီတန်းရတွေဘာတွေရောထိသွားနေဆိုဟုတ်တယ်အဲ့အဲ့ဒီလိုမျိုးပြောတတ်မှာဟုတ်တယ်အဲ့ဒီတောင်လေရက်စခန်းကိုဒီတရားခွန်မမ short တိုက် drone 17လုံးနဲ့ပစ်ခတ်တိုက်ခိုက်တာဗျ။ဟာတော်ပြီ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 အဲ့ဒါကျန်တဲ့ကျွန်တော်တို့၄လုံးတော့ဟိုသားပြစ်တယ်ပေါ့နော်။ဘယ်ရပြစ်တာလဲ။၃လုံးတော့၃လုံးတော့အားတယ်။ကျွန်တော်၈လုံးကတော့ တီတီရရောက်ထိသွားတာအဘိုးဆိုတာဖြစ်တယ်ဒီလိုဆိုဖြစ်တယ်ငါ့ကိုမပြောနဲ့ငါ့ကိုဒဲပဲပြောတော့ဟုတ်ဟုတ်ဟုတ်အဲတုံးရှစ်လုံးကတော့တီတီရရောက်ထိသွားတယ်ရှစ်လုံးကထိတယ်ထိသွားတော့ကျွန်တော်တို့ကပြက်စီများတယ်ဗျအဲကိုတော်မီးလောင်ပြက်စီသွားပြီးတော့ကျွန်တော် Jet Fighter နှစ်စီးပြက်စီသွားဟာပြန်ရရဂျက်ဖိုက်တာပြက်စီလို့မရဘူးလေကွာအတက်ချုပ်ကြီးကငါ့ကိုတီစီစာထားခိုင်းတာလေကွာဟုတ်တယ်ပြက်စီသွားတယ်ပြက်စီသွားပဲပြန်ပြင်လို့ရောမရသေးဘူးလားမရတော့မရသေးဘူးနောက်ပြီးတော့နောက်ရှိသေးတယ်ဗျ Y8 ဒစီလဲတုံးမရတော့ဘူးတဲ့သွားပြီသွားပြီသွားပြီအဲ Y8 ဒစီကမင်းအရေးကြီးတယ်နော် Jet Fighter လည်းအရေးကြီးတယ်နော် ။အဲ့မှာငါတို့ကဥထားတာဒီတောင်လေတဲ့စကမ်းမှာဒါလေးကိုဥထားတာငါတို့ကဘသူမှမသိအောင်ဥထားတာ။ဟုတ်ရှိတယ်ရှိတယ်ပါ။အဲ့နားနေဆောင်တလုံးနဲ့ပြက်စီးသွားတယ်တဲ့။ဟာကွာအဲ့နားနေဆောင်ကဘာကွာဘာလို့အဲ့လိုထိတာလဲ။အဲ့ဒါဆိုတာရှိသေးတယ်။ဒုဗိုလ်မူကြီးနှစ်ယောက်တော့ဂိမ်သွားပြီပါ။ဂိမ်သွားပြီ။ဒုဗိုလ်မူကြီးနှစ်ယောက်လည်းတေးသွားတယ်။လိမ်မူလိမ်မူဒုဗိုလ်မူဟုတ်တယ်ဟုတ်တယ်။နောက်ပြီးတော့အဲ့ဒီလိမ်မူပဲမူဘကပေါ့နော်ဗျ။ဘကနှစ်ယောက်လည်းရှင်းသွားတယ်ဗျ။ နောက်ပြီးတော့စစ်တီ6ဦးလဲရှင်းသွားတယ်ဗျနောက်ပြီးတော့အပိုပစ္စည်းထားတဲ့ဂိုးတောင်နှလုံးနဲ့မီးလောင်ပြက်ဟာလေးရောဟုတ်ဒီဒီပစ္စည်းတွေအပိုတွေလက်ဒီလက်နဲ့တွေအပိုတွေထားတဲ့ဥစ္စာလူကဟုတ်တယ်ဟုတ်တယ်အဲ့ဒါတွေကလုံးလုံးမြောင်အဲ့ဒါတွေကငါတို့ကအပိုပစ္စည်းတွေနိုင်ငံခြားဝယ်ထားတာတွေကဟုတ်တယ်အဲ့ဒါတွေတရုတ်နဲ့ရုရှားတွေဝယ်ထားတာတွေအဲ့ဒါတွေပဲပျက်စီးသွားတယ်ဗျနောက်ပြီးတော့ဒဏ်ရာရတဲ့သူက12ယောက်ဖြစ်တယ်တဲ့ဗျအဲ့ဒီဒဏ်ရာရတဲ့သူ12ယောက်တော့စစ်စေးရုံပို့နေတယ်ဗျ မပို့နဲ့တော့လို့ဒီကောင်လေးအတုံးမှမချတာမပို့နဲ့တော့လို့ပြောလိုက်တော့တင်နဲ့တင်ပါစီလို့ပြောလိုက်တော့တင်တင်ပါစီတင်ပါစီတင်မနားအေးတယ်ပြည်သူတင်မနားအေးမှာအဲ့ဒါမှပြည်သူကဝမ်းသာမှာကွာပြည်သူကအာလေတကကောင်လေးဒီကောင်လေးဝတ်လေပြီးတင်ပြီးပြောင်းဟုတ်တယ်လေးကဘာလဲမိမဘာဘာရွှဲနေတာလားမဟုတ်အဘတို့ဘက်ကဒီယာလေးထီတော့နားတယ်ဟိုမှာခလေးတွေအယောက်20ကျော်တည်တာကြတော့အဘတို့မနားဘူးပြောင်းခလေးတွေရဲ့မိဘတွေဘာတွေဟာသူတို့ကလို့ line ပေါ်ဒီမျိုးသူကပြောတယ်လေသူတို့ကပြောရည်တယ်ဟာဒီဟိုစစ်ကောင်စီကနေတော့ ဘုံချက်တက်ခတ်လို့သူတို့ကလေးတွေငါတို့ဒီဘက်ကတည်တဲ့ဥစ္စာတွေငါတို့ line ပေါ်တက်ပြီးဘလို့သွားပြောမလဲပြောရင်ဝမ်းသာကြပါလေခလေးတွေလုံးဝဝမ်းနေကြမှာပြောခိုင်းပါဘာဘာလို့ဘက်ကတော့ဘောမဘောမတော်ပြီလို့ပြောခိုင်းဒီကောင်ကြီးကပြောဖို့မပြောဘူးငါတို့စီကပတ်စံရဖို့ပဲဟုတ်ပြောခိုင်းရမှာအရက်ကောင်းကောင်းတောက်ဖို့ပဲဒီကောင်ကြီးကစဉ်းစားနေတာနောက်နောက်နောက်တစ်ခုချက်ပြောမှာပါပလဲမြို့နယ်ပေါ့နော်နှွေအင်းကျေးရွာကိုအဘတို့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေနဲ့ဘုံကျဲတိုက်ခိုက်တာခလေးတငယ်အပါဝင်ပြည်သူလေးဦးတေဆုံးနေပါ နောက်ပြီးတော့မင်းတက်မျိုးလည်းဘာလို့ကျမစစ်တက်က3ရက်ဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေလောက်တာပြည်သူ2ယောက်သေဆုံးသွားတယ်ဗျ။ဟောနောက်ပြီးတော့မန္တလေးတိုင်းဒီတောင်တာမျိုးနယ်အလဲကူးပေါ့နော်လဲကူးမရပါလဲကူးမရွာစာတင်ကြောင်းအနီးမှာဘာလို့ကျမစစ်တက်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာရှိသေးတယ်ဗျ။ဟာဒီကောင်ကြီးလည်းကွာမထီရောက်တဲ့ဥစ္စာကြီးလုံနေတယ်လုံရင်လည်းထီထီရောက်လုတ်ကွာဟုတ်တယ်ပါဟုတ်ငါပြောပြမယ်ဟိုးတော့ငါငါတို့ဒီဟိုတင်သွားတဲ့အတွင်းမှုနှစ်ဥတည်မှုပြောသလိုပေါ့ကွာခဏတော့ ဒီဒေါ်ဆန်းစုကြည်ကိုခမတို့ကထောင်ချလိုက်အိမ်နှင်းအခြေကျုပ်ထားလိုက်အပြန်ထုတ်လိုက်ထောင်ချလိုက်အိမ်နှင်းအခြေကျုပ်ထားလိုက်ပြန်ထုတ်လိုက်နေခမတို့လုံနေတယ်ခမတို့လုံမှာတစ်ခုပဲရှိတယ်ခမတို့ဘာလုံမှာလဲတက်ပြစ်မလားတက်ပြစ်လဲတက်ပြစ်လိုက်မတက်ပြစ်ဘူးလားအပြစ်ထုတ်မယ်ဆိုတော့ထုတ်လိုက်အဲ့နဲ့လမ်းပဲရှိတယ်အခုလည်းဒီတိုင်းပဲဖြစ်နေတယ်ငါပြောမှရှင်းရှင်းလေးနော်လုံမယ်ဆိုတော့ပြက်ပြက်တသားလုံလိုက်မလုံဘူးမလား တွန်းနဲ့စိတ်ကနေသွားမလို့နဲ့ရောက်ဖောက်ကိုကြက်ဥမတိုင်နဲ့ဟိုဘက်ကတော်လိုင်းတက်ဖွဲ့နေတဲ့ PD ရဲ့ရဲဘော်တွေနဲ့တိုင်းသာလက်နဲ့ကင်ကြငါတို့သံဃာစီပြီးငါတို့ပြန်ကင်သွားလိမ့်မယ်အဲ့ဒါမှကောင်းပါလေပါဘာလို့လဲမှကောင်းပါလေအဲ့ဒါမှကြီးပြတ်ပါလေပါမင်းတို့ဆိုပြည်သူတွေပဲခံနေရတာရှိသေးတယ်ပြည်သူတွေခံရတာရှိသေးတယ်အဲ့စကိုင်းတိုင်းပလဲမျိုးနဲ့ဒီနွယ်အင်းကြီးရွာဘောပဲနော်အဘတို့ကြမ်းမဲ့စစ်တပ်ကဒီလေလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာအဲ့6တန်းကျောင်းနဲ့12တန်းကျောင်းသား2ဦးသေဆုံးပြီး4ဦးအဘနော်4ဦးသေဆုံးသွားတယ်ပါအဲ့ ကျောင်းသားကျောင်းသူလေးဦးသိဆုံးပါတယ်။တည်တယ်တည်တယ်။နောက်ပြီးတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့ဒီ73စီဆိုင်အပါဝင်အဲကြေးရွာများကိုလည်းအပါလို့ဂျမစစ်တပ်ကလေနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတယ်လို့သိရတယ်ပါ။ကောင်းနေရလဲကွာငါတော့ဘာတွေဘလို့နှလုံးသားတွေနဲ့ပြည်သူတွေကိုဘလို့တွေဘုံကျဲတိုက်ခိုက်နေလဲဒီကောင်းနေကိုဘုံကျဲတယ်ဘသူဘုံကျဲတယ်ဘသူလင်းနေနဲ့ဘလို့သွားပစ်တယ်ဘာညာစကီနဲ့ဘလို့သွားပစ်တယ်ဆိုတော့ပြည်သူတွေကမသိမရှိဘူးတိတယ်အများဆုံးကြာနှစ်ရက်သုံးရက်ပဲဟုတ်တယ်ပါဟုတ်တယ် ဒီကောင်တွေကဘလို့နှလုံးသားရင်လည်းလုံနေရဲ့သူငါလုံးတယ်ဆိုတော့ငါနောက်ကနေပြီးတော့အာဒါဖေးဖေးမမနဲ့ငါတို့ကလုံနေတာနော်ဒါပေမဲ့ငါတို့ကလည်းပြည်သူကမုန်းတယ်ငါတို့လည်းအပြင်မထွက်လို့မရဘူးထွက်တာလည်းငါတို့လည်းသိမှာသွားမယ်လေဘောက်သွားမှာလေငါလုံးတယ်ကိုလဖေးတောက်တောက်လို့ခုလေတက်ကလူဟုတ်တယ်ဟုတ်တယ်အရာရှိရှော်သွားပြီဟုတ်တယ်ဟုတ်တယ်ပါမင်းငါဆိုတစားစီဖြစ်မှာဟုတ်တယ်အဲ့ဒါသွားမယ်လေဘောက်တော့တောက်သွားမှာလေတောက်ဘူးတောက်ဘူးတောက်ဘူးတင်းပြပြမယ်ပါအဲ့ကချင်းတင်းပြပြမယ်ပဇင်းပြပြမယ်ကိုတင်းတင်းအေးမင်းခုနပဇင်းပြပြမယ်တဲ့ အဲ့ကချင်းပြည်နယ်ဖားကန့်မြို့မှာအသေးပြောက်များတယ်ပါအတိအကျတော့မသိရသေးဘူးကျွန်တော်မဖက်ညာအတိအကျတင်ပြမှာပါအေးဟုတ်ပြီအဲ့မကွေးတိုင်းမဟုတ်ဘူးမြို့နယ်မှာတော့၃ရောက်သေးတယ်ပါ ဒီနေ့ကတော့အဘတော်တွက်ချီလုံးဝမကြိုက်တော့ဘောက်တွက်ချီမကြိုက်တယ်စုစုပေါင်းမှာ3ယောက်တည်းသေးတယ်3ယောက်တည်းသေးတာသွားပြီကွာငါတွက်ချီမကြိုက်ဘူးငါသမီးလေးတို့ဘယ်လိုမှုပိုးပေးရမှန်းမသိဟာဟေးအောင်မဟုတ်ဘူးလေကွာဒီပြေကငါပတ်ဆက်မီးလိုက်တော်တော်ကြပြီလေကွာမင်းကလည်းတမျိုးကွာအမလူပဲနဲ့ပဲရောက်သွားတာဘယ်အကောင့်ကိုပြောင်းလာအဘသမီးလေးအကောင့်ထဲထည့်လိုက်မဟုတ်ဘူးမာကြီးခုတ်လက်ထဲရောက်သွားတာမင်းသိရတဲ့အားနဲ့ကွာရှောက်ပြီးတော့မာကြီးခုတ်ကရုရှားကိုသူကသွားလိုက်တာ ဒီကသွားတော့ဒီဥစ္စာနိုင်ငံတော်ဈေးနဲ့သွားလိမ့်တာသူတို့မိသားစုက shopping ထွက်တာ shopping ထွက်တော့အဲ shopping မှာကုန်ကြခဲ့တဲ့စရိတ်တွေရှိတယ်အဲ့ဒီစရိတ်တွေကိုသူကညီတော့ဒီဘက်ကညီတော့တေတဲ့ဒူစင်ရင်းတွေရှိရပြီးတော့သူ့သားဆရာနဲ့သူကပြန်ထုတ်ပြီးတော့သူကအဲ့မှာသူကအကုန်ကြမ်းစီတွေသူကပြန်လုတာသူက shopping ထွက်တာဆိုလို့ရှိရင်အဲ့ကလေးဝဲတဲ့နေရာမှာလည်းအဲ့ပတ်စံတွေပါရနေတူတယ်ဟောပါတာပေါ့မင်းမပါပဲနေမလားအေးသူတို့အိန္ဒိယပတ်စံတပြားတစီသူတို့ကမထုတ်ဘူးအခုအပီပီဆိုင်ကလူသားနဲ့နိုင်ငံတကာလူသားနဲ့ပတ်စံတွေเนาะသူတို့သုံးတယ် ော့ကဟိုလာလာသေးတယ်ညာကငါ့ကိုလာသေးတယ်ဒီအမေရိကန်နိုင်ငံငားတယ်ဒီ ငလျင်နဲ့ပတ်သက်ပြီးတော့တဲ့ပါတယ်ဟိုပတ်စံတွေဘီလီယံနဲ့ချီပြီးတော့ပတ်စံတွေလူမယ်ဆိုတော့ဆိုတာအခုတည်းကမလူသေးဘူးတဲ့လူရင်သူကဘာလုံးမလို့လဲပြည်သူတွေလည်းမပေးပဲနဲ့အဲကြောင့်ဘာပြောလိုက်ပါလားခေါင်းကြီးဘာကြီးမြွန်လင့်တာလဲခေါင်းကြီးတချုပ်ခေါင်းကြီးခင်ဗျားဘာကြီးမြွန်လင့်နေတာဘာလို့မင်းတော့မပြောမနိုင်ဘူးငါဟိုကတတ်ပါလေဟုတ်တယ်လေဘာမြွန်လင့်တာပေးမှာမဟုတ်ဘူးကဟာတခြားတဲ့ဆက်ပြောမှာဟာမင်းပြောတယ်ကွာခုနကမင်းဆိုလဲတခြားလို့ပေးလိမ့်မယ်လို့မထင်နဲ့ပေးလိမ့်မယ်လို့မထင်နဲ့အဲအဲ့လိုဖြစ်နေပြီအဲ့လိုအဲ့လိုပါအေးရှိသေးတယ်ဗျ ရှိသေးတယ်ပြောလေကွာပူလို့တော့ကောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဒီကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားတယ်ဒီအထွေထွေထိုးစစ်ကြီးဖြစ်လာပါကပြည်သူများအနေနဲ့ပေါ့နော်ပါဝင်နိုင်သည့်အခြေအနေမှာပါဝင်ရရင်ယခုကတည်းကကြိုးရင်ပြင်ဆင်ထားကြရဲ့88မျိုးဆက်ចောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ရတောက်ပြန်လိုက်တယ်ဗျ အဲ့လိုတိုက်ပေါ်လာတယ်ပါသူကလည်းကွာသူ့ဘာနဲ့သူတော်ထဲမှာအေးဆေးနေပါကြံရလေးတွေရေးပချီလေးတွေဆိုရင်သူ့မှန်သူအေးဆေးနေပါသူတစ်ချက်တစ်ချက်ပြောလဲငါတို့ဒီဘက်ကလူပြအကုန်လုံးကြောက်ကြီးတွေပန်းကုန်နေဟုတ်တယ်လေပါပြည်သူတွေသူကတိုက်တွန်းလိုက်ပြီနော်ပါအဲ့ပြည်သူတွေအနေနဲ့လဲကြိုရင်ပြင်ဆင်နေပြီဆိုတော့ဒီတက်ချုပ်ကြီးကိုလည်းအပါကြိုရင်ပြင်ဆင်ဖို့အပါပြောတော့တော့ပါစစ်တိုက်ဖို့လားထွက်ပြေးဖို့ပါရေးဒီသဘောပဲဘာရ